ကျွန်တော်နာမည်ကတော့ရန်ကုန်ဂလိုက်တမစ်ပါအများစုကတော့ချက်စလုံးနဲ့ဝါကြီးလို့ခေါ်ကြပါတယ်ကျွန်တော်ကမြန်မာ e-sport လောကထဲမှာရှိနေကြတာ6နှစ်ကျော်ပြီဆိုတော့လူငယ်ဆိုပေမဲ့အခုခေတ်ကလေးနဲ့ရှိနေတယ်ကျွန်တော်သိတော့မငြင်းတော့ပါဘူးလေကျွန်တော်နာမည်အဒီပေကကွေးထွက်နေတဲ့ခြေစဉ်လေးကိုရန်ကုန်ဆိုပြီးမြန်မာရဲ့နှလုံးသားမျိုးတော့ပါဒီကိုတချို့စူးစိကြရင်ဖြစ်လာရတဲ့ဂျင်းတွေပေါ့ဗျာ ကျွန်တော်ဟာ2019ဇွန်လမှာလူငယ်လေးတချို့ရဲ့အိမ်မက်တွေကြောင့်ပဲဝေးပေါ်လာခဲ့ရဆိုတော့အဲ့အိမ်မက်ကဘာလဲဆိုရင် AMS 2019 Road to Sea Game ကနေစလို့တချိန်ကမြန်မာနိုင်ငံရဲ့အကောင်းဆုံးတင်းတစ်ခုနေနဲ့ကမ္ဘာအနှံ့ခီးရတော်ပြီး official tournament တွေဒီဝင်ပြိုင်မှုပါအဲ့လိုမျိုးတွေက e-sport game ပေါင်းစုံမှာနိုင်ငံတကာရောက်ဖို့နေရာတစ်ခုရောက်ဖို့ဆိုတဲ့အိမ်မက်က YG's Red ကျွန်တော်နဲ့အတူဝေးပေါ်လာခဲ့ရဆိုပါတော့ MESL 2019 Road to Sea Games မှာအသင်းကြီးရဖြစ်တဲ့ Veteran King Panther Outworld နဲ့ပြိုင် Main Stage ကိုအကြောင်းနဲ့ဝင်ပြိုင်ခဲ့တယ်။အဲ့ဒီချိန်တော့ YG Rooster ကတူပြန်လာ Scale Arma Luffy ဆိုတဲ့ညီကိုပေါ့။ဒါပေမဲ့ကျွန်တော်ပွဲဥရမှာတယ်။ Show ဆိုတဲ့ရောက် Second Runner ဆိုတဲ့ title လေးနဲ့လက်ခံခဲ့ရတယ်။ ဲ့အချိန်တော့အရှုံးဆိုတဲ့အရာနဲ့မင်းသားကလာကျင်းဆိုင်ရဲ့နေရာကျုံးတို့ခက်ခဲဆုံးချိန်ရှုံးနေစရောလက်ခံလိုက်ရတဲ့အချိန်ပြုံးလိုက်တာတော့တစားစီပြေချလိုက်ရလို့ခံစားရတယ်။ဟိုပြုံးပါလေဆိုတဲ့ဒီကိုယ်နဲ့အတူရှိနေတော့ကောင်းဘေးမှာတစ်ဖက်တည်းအစကလုံးနေနေလာထိုးနေတယ်ဒီဘက်ကလည်းပါစဘာမှရှိနေပြန်နေပြီးတခုလည်းရောက်သွားတယ်။ဥတီရဲ့မိဘဝရဲ့ခံစားချက်ကြီးကရအောင်ခံစားခတ်ပါလေ ြောရရင်တို့ညီကိုရအမြင့်ဆုံး2019လို့သူစီးကိန်းပြီးမှာအရှုံးနဲ့နှုတ်ဆက်ခဲ့ရပါတယ်ဒါမဲ့ကျွန်တော်စားခဲ့တဲ့လမ်းကိုဒီတိုင်းလက်မလျှော့လိုက်ဘူးအရှုံးမပေးလိုက်ဘူးညီကိုချင်းချင်းအားပေးရင်2020မှာအတက်ကနေပြန်စားခဲ့ကြတယ်ဒီတစ်ခါတော့ လူငယ်လက်သက်တွေဖြစ်ကြတဲ့ young ph sorino နဲ့အတူ scaling ပြန်ကြီး now do ဆိုတဲ့ညီကိုနဲ့ e sports ဘောကိုကျွန်တော်နောက်တစ်ခေါက်ပြန်လာခဲ့ကြတယ်။မမီတော့ပြောရရင်အရင် o roster မှာပြဿနာလေးရှိခဲ့တယ်။အဲ့ချိန်တုန်းကကျွန်တော်အရန်တက်ငယ်သေးတဲ့အတွက်ငြင်းချက်တာတွေတချို့ကိစ္စတွေမှာအချင်းချင်းနားမလည်ပြီးနေတာတွေရှိခဲ့တယ်။အရှုံးဆိုတဲ့အရာတွေတိုက်စားမှုလို့ပြောရမှာဗျာ။ရန်ကြီးဆိုရင် မဝင်ရှုံးပြီးကြတယ်။ကျုံလုံးနေတဲ့အရာတွေကမဖြစ်နိုင်ဘူး။ကိုလက်လျှော့ကျင်နေဆိုပြီး "तू ကကျွန်တော်အားလုံးကိုထားခဲ့ပြီးတော့လုပ်နေတာ"အော်ရှိသေးတယ်။ကျွန်တော်တို့အတွက်နောက်ထပ်အခက်အခဲဆုံးအရာတွေကတစ်ခုကပြေကောင်းကိုကိုယ်စီလာကြတဲ့ကိစ္စပဲ။ရှုံးရတဲ့အတင်းတင်းစီပြေကောင်းကိုခေါ်ဖို့ဆိုတာတော့ခက်ခဲခဲ့ပြီ။ကျွန်တော်စော်ရင်တို့ရဲ့စကားတော့ဘတ်မိသေးတယ်။ ကျွန်တော်အဲ့တော့ S ကဘာလို့ပြောရလဲဆိုတော့ကျွန်တော်ပြန်ခွင့်ရှုံးပြန်တော့ဝင်ဒီ player ကောင်းတွေကိုခေါ်ကျွန်တော်စ조사ကြည့်ခဲ့ရပါတော့။ဒါပေမဲ့သူကကျွန်တော်အစီကိုငာနေကြတော့အဲ့ဒါနဲ့ပဲကျွန်တော်ရဲ့ skill တွေရင်းနေအတူတူလို့တူတူ조사ပြီးတော့ run နေတင်ပဲပေါ့နော်။တင်လို့ရှိရင်ကျွန်တော်တို့ကတကယ်ကောင်းလို့ရှိရင်ကျွန်တော်အစီကိုကောင်းတဲ့ player တွေရောက်လာမှာပဲဆိုပြီးတော့အမျိုးစဉ်းစားမိပြီးတော့ S ကိုပြောရပါတော့နော်။အဲ့ဒါနဲ့ပဲဟိုနောက်ချလာကြတော့ကျွန်တော်တို့စီကိုကောင်းတဲ့ player တွေရောက်ရှိလာအောင် ဒီစကားလေးကနောက်၆လလောက်ကြာလေးပဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝမတွေ့နေခဲ့ဘူး။ဒီငယ်လက်တွေ့နေဆိုတော့အဲ့ချိန်တော့နိုင်ငံလုံးကရှောက်ခဲ့ကြတာ။ရှေ့လျှောက်လူခက်ခဲကြုံလာမယ်ဆိုတော့အားမသိဘူးကြည့်။ဘာလို့လို့ရမှာလဲ။အကောင်းဆုံးလုပ်နိုင်မှာပါလေ။ဒီလိုရှုံးကြီးတွေပြန်ဆက်ရမယ်ဆိုရင်စိတ်တခုတွေရုန်းကန်လာကြတယ်ကျွန်တော်တို့ဒီမှာအတွက်နိုင်ငံကုန်ဆောင်နေပါ့မယ် ရင်တစ်ခေါက်နဲ့မတူတဲ့ကြီးစားမှုတွေကြောင့်လူငယ်လက်တဲ့လူတွေလည်းရှိနေမှာ MES ဘုတ်ဒီမျိုးစုံ CI Transparency ကလည်းနေပါလေ။ခုရှိတာဒီချက်ကကျွန်တော်ရဲ့အဓိကပြင်ပကစေစုနဲ့တစုကဘယ်မှာချီးစိုးရတဲ့ team battle ဖြစ်နေတာ။ဒီ online mode ဆိုရင်ဒါဘာမှမလိုအပ်ပါဘူးကျွန်တော်အတင်းသားတွေပဲလို့ဒါပေမဲ့ဖြစ်ချင်တော့ ဂျိုးအာလုံးပုံစံရှိတဲ့တရားရဟန်းတို့ကြိုးစားခဲ့ပြီး Grand Final နောက်ဆုံး Game 5ကိုရှုံးခဲ့ပြီး3-2ဆိုတဲ့ရလဒ်နဲ့ပွဲရနေနှုတ်ထွက်ခဲ့ရကိုရရှိရဗျဒီတစ်ခေါက်ရှုံးခဲ့တာရင်ပွဲတော့ကနေမတူတဲ့အရာတခုကိုဘိုးနပ်သဘောရလိုက်တယ်လို့တော့ပြောလို့ရတယ် တစ်ဖက်အတင်ပလေးရဲ့တယောက်ရဲ့စကားလေးတစ်ခုကကျွန်တော်အားလုံးအတွက်လောင်စာတစ်ခုလိုဖြစ်သွားတယ်။အဲဒီစကားတကယ်ဘာမှမဟုတ်ပါဘူး။ကျွန်တော် in game မှာလေးတိုက်နေကြကြီးကြီး easy ဆိုတဲ့စကားလေးပါပဲ။ဒါမဲ့အဲ့ဒီချိန်တော့တစ်ဖက်တင်ကပြောခဲ့တဲ့ကြီးကြီး easy ကအရန်ခံပြင်ခဲ့ရတယ်။အခုချိန်ဒါတွေပြန်ပြောတဲ့ခါကျတော့အော် ငါတို့အားလုံးအတွက်တွန်းအားတစ်ခုဖြစ်ခဲ့တာပဲလေ။အဲ့ဒီ32ဆိုတဲ့ရာလတစ်ခုကကျွန်တော်ညီကိုရဲ့အတွေ့အကြုံတွေမှာမြန်မာနိုင်ငံမှာဘယ်သူမှမလွတ်ဘူးတဲ့ရာဇသံတစ်ခုတော့ငါတို့တွေလွတ်နိုင်ခဲ့ပြီ။လူတွေနိုင်ဖို့ခက်တယ်ဆိုတဲ့အသိဉာဏ်တည်းကိုငါကောင်တွေချင်းချောင်းနိုင်ခဲ့ပြီဆိုတာပါပဲ။ဖြစ်ချင်တော့ကျွန်တော်လိုပဲလောင်နေတဲ့လူတွေတယောက်ကျွန်တော်စီကိုဆက်ဆက်မြတ်ကြီးရောက်လာခဲ့တယ်။သူကတော့ဟော Hey, your damage is terrible. You can't do cable to the lolly. Chow chow cha de. Triple kill. Ho, ho Jerry, you chow sia. ကျွန်တော်2020မှာပထမဆုံး YG ကို join ခဲ့ရတဲ့အကြောင်းအရာ YG မှာစူးစမ်းနေလူငယ်ကိုတွေ့ရတယ်ကျွန်တော်သူတို့နဲ့သာဆုံးဝင်ရမယ်ဆိုရင်ကျွန်တော်ဘာမဆိုအလုံးနိုင်တယ်ဆိုတော့ယုံကြည်ချက်ရှိတယ်အဲယုံကြည်ချက်တစ်ခုကြောင့်ပဲကျွန်တော် YG ကို join ခဲ့ X9 tournament ကတော့ကျွန်တော်ညီကိုရဲ့အိမ်မက်တွေအသက်ပြင်ရှင်လာတဲ့ပွဲပါပဲမပြိုင်ခင်ထိကတော့ ပွဲထဲကိုရောက်ရင်တခြားပြိုင်ဖက်တွေအအောင်ဆိုင်နေမိမယ်ထင်ခဲ့တာတကယ်ပွဲထဲမှာじゃကြောက်ဖို့ကောင်းနေတာကျွန်တော်တို့ကိုယ်တိုင်ပါပဲအရှုံးနေတဲ့ရင်ဆိုင်လာပြီးနောက်ပိုင်းကျွန်တော်တွေ့ရလာတယ်အရင်ကတစ်ချိန်လုံးနိုင်ကျင်နေတဲ့အတက်လောင်စာတွေကဒီဒီချိန်တော့ကျွန်တော်တို့ညီကိုဒုက္ခမပေးနိုင်တော့သူများတွေကတော့ YG ရဲ့အရေးကိုထူလာတယ်လို့ပြောကြတယ် X9 tournament ရဲ့ upper bracket မှာကျွန်တော် team veteran နဲ့စတွေ့ခဲ့တယ်။အဲဒီတော့က veteran YG, Bramisco, Sunflower Gaming ဆိုတဲ့အသင်းကြီးတွေပါဝင်ခဲ့တယ်။အဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံရဲ့ဒေါ်တာတော့အရန်ကိုပြိုင်ဆိုင်များခဲ့တယ်။ပွဲကြောင်ဆက်ပြောရရင်ကျွန်တော် upper bracket မှာ game 1နိုင်ပြီး game 2နဲ့ game 3ကိုရှုံးခဲ့ရတယ်။ရှုံးတော့စိတ်ထဲမှာတိလိုက်ရတာတခုကငါတို့ရဲ့အရင်လိုမခံစိတ်ဆိုရဲမရှိတော့ဘူး။ရှုံးလဲပျော်ပျော်ပဲကွာဆိုတဲ့ညီကိုတွေကိုတွေးလိုက်ရတယ်။ဒါကိုသတိထားမိတဲ့လူကတော့ ကျွန်တော်နောက်ွယ်ရနေအမြင်ရှိနေပြီတဲ့ညီကိုရပါပဲဒီနေ့ရှုံပြီးနောက်နေ့လိုရမျိုးမှာကျွန်တော်ရှုံနာတွေကိုနာကြည့်တတ်ဖို့ရှက်တတ်ဖို့အရှိုက်ထိအောင်စုခံလိုက်ရတယ်ဆိုပါတော့ပြောရရင်ဗျာကျွန်တော်အလုံးဘာဆက်လို့ရမလဲဆိုတော့ရှင်းရှင်းလင်းလင်းမြင်ပါရယ်ဒါနဲ့ပဲကျွန်တော် lower bracket ကနေကြိုးစားပြီး lower bracket final မှာ Bramis goal ဆိုအနိုင်ယူခဲ့တယ် Yango Gladiators ဒီနေ့တော့ Grand Final ရတက်ရောက်လို့သွားခဲ့ပြီဖြစ်ပါတယ် Grand Final မှာတော့ ဆယ်စုနှစ်စုစွာကြီးစိုးနေတဲ့ Team Veteran ရဲ့ Error YG Error ဖြစ်ပြောင်းလဲနိုင်တယ်။ T Dead on my wide and also your clean night okay GG YG ကျွန်တော်3-1နဲ့နိုင်ခဲ့တယ်။ကျွန်တော်တော့မှအားပေးနေတဲ့လူတွေရောကျွန်တော်ချင်းကူတွေရောအားလုံးဝမ်းသာပြီးငိုကြရနေလေပေါ့ဗျာ။ပြိုင်ပွဲဆိုတာကတော့အောင်မဲခံရခြင်းတခဏပါပဲ။ တို့ပြည်ရင်းအောင်မြင်မှုကိုထိန်းသိမ်းနိုင်မှုပြည်ပကိုထိုးဖောက်နိုင်မှုအတွက်ရောကျွန်တော်အကောင်းဆုံးခြေလှမ်းနေနေစတင်ခဲ့ရောက်နေတဲ့နေရာပါတယ်ဂျီနက်မနေခြင်းတဲ့အတွက်ကျွန်တော် international coast တရားကိုစတင်ခေါ်ပြီးတော့ Southeast Asian region ထဲဝင်ခဲ့တယ်တို့ရောများများတော့ Jimmy Go Demon ဆိုတဲ့နာမည်ကြားဘူးမှာပါ Fnatic EG စတဲ့အသင်းကြီးတွေမှာပါဝင်ခဲ့တဲ့ဂိမ်းမကြီးတယောက်ပေါ့ကျွန်တော်တို့လည်း Jimmy နဲ့အတူရှေ့ဆက်ခဲ့ကြပါတယ် Jimmy ရောက်လာတဲ့အချိန်ကစပြီး logo မှာဆိုရင်ရှုံးမွေးကိုမရှိတော့တဲ့ဒီကိုတိုးတက်လာခဲ့တယ်ဒီအသင်းကိုစတင်ခဲ့တဲ့ကမြန်မာပြည်မှာ local king ပြီးရင် official tournament အနေနဲ့တွေ့ဖို့ကကျွန်တော်တို့ရဲ့ target ပဲမို့ကျွန်တော်လမ်းကြောင်းမှန်မို့ရောက်လာပြီဆိုတော့စပြီးခန်းစားလိုက်ရတယ်။ကျွန်တော်ဆရာကြီးပဲအဲ့တော့ now that the game ho is doing it i need to go my journey now my tiny ပြန်ပြီးတိုင်းနေတယ်ပြီးတော့ rampage ပြေးနေလို့နဲ့တူပါလေစက်တိုင်းနေတော့မယ် avalanche ဒီမှာ remnant ပြန်ပြေးတော့တယ်ဟောနောက်ကလည်းတားနေပြီတော် rampage အချိန်တစ်ခုရောက်မှာ dpc ဆိုတဲ့ vault visual ပြန်မွေးကိုဝင်ရောက်ပျံစင်ခဲ့တယ်။ကျွန်တော်ရဲ့ခြေလမ်းကမမားခဲ့ပါဘူး။ ကျွန်တော်တို့ YG ညီကိုတွေရဲ့အောင်မြင်မှုနောက်ွယ်ကလိုက်လာကြတဲ့ sponsorship ထောက်ပံ့မှုတွေကျွန်တော်တို့ရဲ့ပြင်းပြမှုတွေကြောင့် DBC ဆိုတဲ့ official regional league ကိုကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တယ်။မြန်မာနိုင်ငံကတသိန်းနဲ့သောဝင်ပြိုင်ခွင့်ရခဲ့တဲ့အသင်းကဆိုလေရန်ကုန် Glide Coast ပါပဲ။ဒါပေမဲ့ကျွန်တော်ရှင်ပြိုင်ခဲ့တဲ့ DBC 2020ရတော့ COVID အပဝင်ကျွန်တော်ရင်ဆိုင်မှုခက်တဲ့အခြေအနေလေးတွေကြောင့်ပြိုင်ပွဲကနေနှုတ်ဆက်ခဲ့ရပါတယ်။အရင်ကတစ်ချိန်လုံးအားပြည့်နေလောင်ခဲ့တဲ့မိအလုံးလည်းငြိမ်းသွားခဲ့တယ်။ ကျွန်တော်တို့ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက်အချင်းချင်းယုံကြည်မှုတွေပြည့်စုံခဲ့ပြီးတချို့ကတော့ကြိုးခိုင်းသွားခဲ့တယ်။အချိန်ကြီးကြာလာတဲ့နေ့မြတ်တားဆီးလို့မရတဲ့အရာတွေမှာလူသက်တွေလည်းပါတယ်ဗျ။ကျွန်တော်တို့ရဲ့အခြေစုံကြီးကိုကြောက်ဖြစ်တဲ့လွန်ရဲ့ပလေးယာတက်တန်ကတော့အုံဆုံးရက်တွေရောက်ခဲ့တယ်။ veteran player ဟောင်းရှိုးတီကိုခေါ်ယူပြီး zoning position fight ပြောင်းခဲ့တယ်။ဖိုးတောင်လည်း mid row ပြောင်းဆော့ကစားပြီး YG ကလက်သက်မွေတာတဲ့ KSH နဲ့အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့တယ်။အစပိုင်းမှာ covid တွေကြောင့် online ပြိုင်ပွဲတွေရှိခဲ့ပေမဲ့ပြည်တွင်းကနေမြန်မာ qualifier ဝင်ပြိုင်ပြီးဂျပန်နိုင်ငံထိသွားပြိုင်ရမယ့်မြန်မာ predator league ရောက်လာခဲ့တယ်။တစ်ချိန်တည်းမှာပဲတခြား tournament တစ်ခုဖြစ်တဲ့ ISF World Championship ကြီးကလည်း မြန်မာကိုစားပြုအင်ဒိုနီးရှားနိုင်ငံကိုတွားရောက်ရှင်ပြိုင်မှုအတွက်အခွင့်အရေးရခဲ့တယ်။ဒါပေမဲ့လည်းကျွန်တော်အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်။ကျွန်တော်အချိန်ချင်းတယောက်နဲ့တယောက်စကားခုံပြောနိုင်လောက်ခံပြင်းခဲ့ကြရတယ်။အရှုံးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အခက်အခဲဆုံးအရာတန်ညရတွေပါပဲ။ဗာလီပြိုင်ပွဲပြီးတော့အိတ်ကာလာမှာပဲ DPC ကိုပြန်ကျူးစားဖို့ကျွန်တော်ညီကိုဦးတည်ခဲ့တယ်။ ဘာလီတော်နမန့် timeline က DBC ဘွဲနဲ့တိုက်နေတော့ကျွန်တော် qualifier သုံးခုမှာတစ်ခုကိုလက်လွတ်လိုက်ရဖို့ဖြစ်လာပါတယ်။ငယ်တဲ့တစ်ခုမဟုတ်ရင်တစ်ခုဖြစ်တတ်တယ်ကျွန်တော်တို့ရန်ကုန်မှာဆိုရင်အဖြစ်တွေမရှိအောင်အုံဝဲငပြိုးဝဲတွေပါတင်ထားရတဲ့အထိပဲ။ပထမ qualifier မှာရှုံးခဲ့ပြီးဒုတိယ qualifier မှာတော့ဒုတိယအဆင့်ဖြစ်တဲ့ close ကိုတော့တက်သွားခဲ့တယ်။ဒီလိုနဲ့ညှို့လင်းချက်အလင်းရောင်လေးပြန်ရဖို့လက်တကမ်းလိုမှာမှခွင့်မလွတ်နိုင်စရာအိမ်မက်ဆိုတွေကအကုန်ရောက်လာကြတော့ပါပဲ။ Saudi Seizure Organizer အသစ်တစ်ခုကကျွန်တော်တို့မတရားဆွဆွဲတယ်။ Scripting လုပ်တယ်ဆိုပြီး official announcement ထုတ်ခဲ့တယ်။ YG Esport လောကရဲ့စရုပ်ခရေကမမှန်ကန်တဲ့လုပ်ရက်တွေကိုတစ်ခါမှလုပ်ဖို့ကြိုးလည်းမကြိုးစားခဲ့ဘူး။ဘာကြောင့်လဲဆိုရင် YG ဆိုပြီးဖြစ်လာဖို့တိစောက်ခဲ့ရတယ်။ရင်းနှီးခဲ့ရတယ်တနည်းနည်းမှမဟုတ်ပဲ။စိုးစိုးကမနေ့တနေ့ကမှစင်းနေကိုဝင်လာတဲ့ညီငယ်လေး KSH ကိုတဲပြီးဆွဆွဲတာပဲ။သူခင်ဗျ16နှစ်သားလေးပဲရှိသေးတယ်။ဂိမ်းအတွက်အရာအလုံးရင်းနေတဲ့သူမှ အမျိုးတွေဖြစ်လာလို့လည်းအရင်ခံရခက်တယ်ဒီ attack ငယ်လေးနဲ့ကျွန်တော်ဒီ run ရောက်နေရဆိုတာလည်းကျွန်တော်လူမျိုးအချိန်ပေါင်းများစွာပေးဆက်ပြီးတော့မှရောက်လာပြီကျွန်တော်ပါမီကောင်းတဲ့ကစားသမားမျိုးလည်းမဟုတ်ဘူးကြာအဲ့အတွက်ကျွန်တော်သူများတွေပို့ပြီးတော့ကြိုးစားတယ်ကျွန်တော်ဓာတ်ပေါင်းများစွာဆော့ပြီးတော့မှဒီလိုမျိုးနေရာရောက်လာပါဗျာအဲ့အတွက်ကျွန်တော်ကကျွန်တော်ဒီမှုပြည့်ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လုံးဝတရားမျှတမှုမရှိဘူးကြာဒါကြီးကမနိုင်ပြောရရင်စကရစ်လောက်တယ်ဆိုတော့အဲ့ဒီမနက်မှာ စကရစ်ဆိုတာဘာမှန်းတော့မသိဘူးဗျအဲ့ဒီမနက်မှလူဝဲရှားကြီးမှာစကရစ်ဆိုတာဘာလဲဆိုတာသိရဗျသူ့အတွက်တက်နိုင်တဲ့ဘက်ကနေ reach out လုပ်ခဲ့တယ် official statement အနေနဲ့သက်ဆိုင်ရာလူတွေကို reach out လုပ်ခဲ့တယ်ဒါပေမဲ့ဗျာကျွန်တော်တို့အသံအရန်တိုးခဲ့ပါကိစ္စရဖြစ်လာတော့ကျွန်တော်လမ်းကြောင်းတွေပျောက်ခဲ့ရတယ်တချို့ sponsor တွေ partner တွေဆိုနာမည်ဖြုတ်ခိုင်းတဲ့အထိဖြစ်လာခဲ့တယ်တက်လန့်နေအလုံးမှီးမေပျောက်ဝေပြီးနေဝင်ချိန်လေးလို့ကျွန်တော်ခန်းစားခဲ့ရတယ် အဲ့ဒီချိန်တော့ one expect ကကျွန်တော်နဲ့လက်တွဲမဖြုတ်ဘဲရှေ့ဆက်ခဲ့တဲ့တကြိုးတည်းသောကြိုးလေးပေါ့ဒါပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ပါဘူး e-sport tournament ကြီးကလမ်းကြောင်းတစ်ခုရှိတယ် official pathway နဲ့ national pathway official pathway သွားလို့မရတော့ national pathway ကနေမြန်မာကုန်ဆောင်နိုင်မှုကျွန်တော်တို့ရဲ့မတရားဆွဆွဲခံရမှုကိုကပ္ပလည်းမတက်တည်ပြဖို့ကျွန်တော်ညီကိုကြိုးစားခဲ့တယ်ဒီလိုနဲ့ပဲ ISF 2023 World Championship ပြိုင်ပွဲကြီးမှာ ျွန်တော်တို့ငွေစိတ်စုရယူပြီးမြမအရေးချင်းကိုကပ္ပလည်းမှာချပြနိုင်ခဲ့တယ်